Hello ဒီတစ်ခေါက်ကတော့တလတစ်ခါလှုပ်ပေးနေကြပါတော့ energy check reading လေးဒါကတော့ um no content ပေါ့နော်အခုချိန်မှာ content လည်းမရဘူး separation လည်းဖြစ်နေတဲ့ဒုလေးတွေပေါ့နော် no content separation energy check reading လို့ပဲပြောရမှာပေါ့နော်ဒါကတလတစ်ခါလှုပ်ပေးနေကြအိုအခုလာကတော့ပေါ့နော်အကြောင်းမျိုးကြောင့်နည်းနည်းလေးနောက်ကျသွားတာဖြစ်ပါတယ်ရှင် daily reading လေးကကျတော့တလတစ်ခါဆိုတာထက်กว่า ိုစကြည့်တဲ့အချိန်ကနေတစ်လအတွင်းကိုအကျုံးဝင်တယ်ကိုပဲချိန်မဲ့စကြည့်စကြည့်ဒီဒီ reading video လေးကိုစတွေ့လိုက်တဲ့အချိန်ကနေတစ်လအတွင်းနော်ကိုကဒီနေ့စကြည့်တယ်ဆိုရင်ဒီနေ့ကနေတစ်လအတွင်းမနက်ဖြန်စကြည့်ဖြစ်တယ်ဆိုရင်မနက်ဖြန်ကနေတစ်လအတွင်းအဲ့လိုသဘောမျိုးပေါ့နော်ဒါကကျတော့ collective reading လေးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် energy တွေကအကုန်လုံးရဲ့ energy ကိုဒါအဲဘယ်လိုပြောမလဲဆိုပြီးတော့ဒါကက်လေးကြီးဆွဲထားတာဖြစ်တယ်ပေါ့နော်ဒါဖိုင်ရတဲ့ reading လေးတော့မဟုတ်ပါဘူး collective reading မှာပြောမယ်ဆိုရင်တော့ full written package ပုံစံလေးပေါ့နော်ဒါအကုန်လုံးဒီ terror ဘိုင်းကို oracle ဘိုင်းကိုဟွန်းသူပကစကားတွေရောစသဖြင့်ပေါ့နော်အဲ့ဒါလေးအကုန်လုံးပါတဲ့ full written ပုံစံမျိုးလေးပါပဲဒီလို reading ပုံစံမျိုးလေးကတော့အမစီမှာဒါ full reading package အနေနဲ့တော့ပေါ့နော်လာပြီးတော့ personal reading ဖတ်ကြည့်လို့ရတယ်ပေါ့နော်ကဲအဲ့တော့ဆိုရင်ရင်ဦးဆုံးကို reading လေးကိုရင်နားထောင်မယ်ကို reading လေးပေါ့ကို reading လေးဆိုတာတစ်ခုကို energy ပေါ့နော်ကို energy ကိုရင်နားထောင်မယ်ကို energy က ကိုင်ညီမှုရှိတဲ့ resonate ဖြစ်တယ်ဆိုရင်တော့ဒီအမဆက်ပြောမဲ့ energy ကိုဆက်ပြီးတော့နားထောင်လို့ရပါတယ်အကယ်၍ကို energy ကိုနားထောင်လိုက်တဲ့အချိန်မှာကိုင်ညီမှုမရှိဘူးဆိုရင်တော့ဒါကကို reading မဟုတ်ဘူးနော်ဟုတ်လို့ဆိုရင်တော့ဆက်ပြီးတော့နားမထောင်ပါနဲ့နော်အဲကိုင်ညီတဲ့သူလေးတွေရှိမှသာဆက်ပြီးတော့နားထောင်ပေးပါနော်အဲ့ဒါလေးကိုတော့အမအရင်ဆုံး request လုပ်ချင်ပါတယ်နော်ဒီမှာအရင်ဆုံးအမမြင်ရတဲ့ပေါ့နော်ကို energy အခုကြည့်နေတဲ့သူလေးတွေရဲ့ energy ကဘယ်လိုမျိုးတွေကိုမြင်ရလဲဆိုရင်တော့ Mm. ဒါက collective ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် energy တွေအားလုံးတော့စုနေလိမ့်မယ်ကိုနဲ့ကိုက်ညီတာရောပဲယူပေါ့နော်အခုအရင်ဆုံးမြင်ရတဲ့ energy မှာဆိုရင်တော့ကွာဒီဘယ်လိုပြောရမလဲကို့အနေနဲ့စိတ်ရှုပ်ထွေးရတာမျိုးတွေရှိနေတယ်တစ်ခါတလေကြာရင်ကွာတည်တယ်မလားဟိုကို့မှာရွေးချယ်စရာနှစ်ခုရှိနေမယ်ဆိုရင်လည်းရွေးချယ်ရခန့်နေတာမျိုးတွေတစ်ခါလေးကြာရင်လည်းကို့ကပေါ့နော်ဒီပြောမစင်ကွာဒီ ace ကိုလည်းတတိယနေတဲ့သူတွေလည်းရှိတယ်ကွာဒါ ace strategy တဲ့သူတွေများမယ်တချို့ကြတော့လည်းကို့ဘွားမှာပေါ့နော်ဒါလူတစ်ပေါ့နော်စသဖြင့်အဲ့လိုမျိုးတွေ ပေါ်လာတဲ့အချိန်မှာလည်းကို့အနေနဲ့ ace ကိုလည်းမပြတ်နိုင်သေးဘူးစိတ်ကလူတွေကိုလည်းမရွေးချယ်နိုင်သေးဘူးလို့မြူထရီဟာတွေဖြစ်နေတဲ့သူတွေလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လေတခြားသောကိစ္စရင်းနဲ့ပေါ့နော်ဒီ ace နဲ့ပတ်သက်တဲ့ energy တွေကိုလည်းဒါဘလို့မှယုံထွက်လို့အဆင်မပြေနိုင်သေးဘူးအခုလက်ရှိမှာလည်းနေဖို့ကိုကိုကိုရွေးချယ်ပြီးတော့နေဖို့ဆိုပြန်တော့လည်းဟာဘလို့မှမရနိုင်သေးဘူးအဲ့လိုမျိုးပေါ့နော်စိတ်တွေကပေါ့နော်ရှုပ်ထွေးနေရတယ် confuse ဖြစ်နေရတယ်ထရီဟာဖြစ်နေတာတွေအဲ့လိုမျိုးဘေးကနေဘာပြောပြော ပေါ့နော်ကိုကနားမဝင်တာမျိုးတွေမျက်စိပိတ်နားပိတ်နဲ့နေနေတာမျိုးတွေစသဖြင့်အဲ့လိုမျိုး energy သမားလေးတွေလည်းပါလိမ့်မယ်အမ်ဒီမှာနောက်ထပ်တွေ့ရတဲ့ energy လေးကကြတော့ကွာတိလာဒီ relationship ကကကိုအနေနဲ့ဟိုပေါ့နော်ပင်ပန်းနေခဲ့ပြီးပြီရှေ့လေးနဲ့တို့ပြမယ်နော်နည်းနည်းပင်ပန်းနေခဲ့ပြီပေါ့နော်ဒီမှာ turn off ဆိုနာကျင်ခဲ့ရတယ်တော်တော်လေးပင်ပန်းနေပြီအဲ့အတွက်ကြောင့်ကိုကပေါ့နော်ဒါဟိုဘယ်လိုပြောမလဲ ဒီ relationship ကနေကိုကလက်ထွက်ခဲ့ပြီကွာတိလာအခုချိန်မှာဟိုဘယ်လိုရမလဲရွှေ့ဆက်ပြီးတော့လဲကို့မှာပျော်လင်းချက်တီတော်မှာတိတ်ပြီးတော့မထားချင်တော့လာအောင်ပေါ့နော်ကိုကပြင်းမနေခဲ့ရပြီးမို့လက်ထွက်ခဲ့တဲ့သူလေးကြီးလည်းရှိရဒါမဲ့လည်းတစ်ခါလေးကြာရင်တော့လည်းပေါ့နော်ဒါလက်ထွက်ခဲ့တယ်ဆိုရင်မဲ့လည်းပေါ့ကွယ်တတိယနေတဲ့မျိုးလေးတော့ရှိတတ်ကြတာပေါ့နော်အဲအဲ့လိုသူလေးတွေကကြတော့ပေါ့နော်တချို့လေးကြီးကြတော့လည်းနည်းနည်းလေးပြင်းမနေတဲ့ နာကျင်နေတဲ့နေရာမှာပဲပေါ့နော်လောလောဆယ်ဆယ်ရှိနေတဲ့ energy တွေတွေ့နိုင်သလိုနောက် energy လေးတွေကကြတော့ pressure one energy ရပေါ့နော်ကိုဖြစ်ချင်တဲ့အရာလေးတွေကိုအိမ်မက်လေးတွေနော်အဲ့လိုမျိုးစသဖြင့်ပေါ့နော်ဟိုကိုအတွက်ပေါ့နော်သိတယ်မလားကိုအတွက်ကိုပဲကြည့်ပြီးတော့စူးစမ်းနေတဲ့သူလေးတွေလည်းပဲဒီမှာမြင်ရတယ်ပြောမယ်ဆိုရင်တော့ကွာသိတယ်မလားကိုကဒီဘယ်လိုပြောရမလဲအဲ့ဒါကို ကိုရရှောက်လမ်းမဲ့ပေါ့နော်ကိုယ့်ရဲ့ journey ပေါ့နော်ကိုယ့်ရဲ့ journey မှာကိုကဟိုဘယ်လိုပြောမလဲဒါအတိတ်ကနေပြီးတော့မှလွမြောက်လာပြီးတော့ပေါ့နော်ဒါလုံးဝကိုရှိတော့ပဲဥတီပြီးတော့ကွာတိရမလားကိုဖြစ်ချင်တဲ့အရာတွေကိုဖြစ်လာဖို့စူးစမ်းပြီးတော့ကိုအိမ်မက်တွေကိုအကောင်တဲ့ဖို့စူးစမ်းနေတဲ့သူလေးတွေအဲ့လိုသူလေးတွေလည်းပဲအခုကြည်နေတဲ့အန်ဂျီတွေမှာပါလိမ့်မယ် နော်အဲ့တော့ဒီမှာ energy တွေကဒီလိုမျိုးလေးတွေ့ရတာပေါ့နော်တချို့တွေကြတော့လဲစိတ်ရှုပ်ထွေးနေသေးတယ်ချို့ရကြတော့ပင်ပန်းနေပြီးတော့ပေါ့နော်ဒါရုံထွက်ခြင်းစိတ်တွေဖြစ်နေတယ်အဲတချို့လေးကြတော့တကယ်ကို active ဖြစ်နေတယ်ပေါ့နော်ဒါလည်းရှိမှာပေါ့နော်တကယ်ကို focus on your dream ဆိုတဲ့ပုံစံမျိုးလေးတွေနဲ့ဟိုသွားနေတဲ့ energy လေးတွေလည်းပဲတွေ့ရတယ်အဲ့တော့ဒါကတော့အခုလက်ရှိပေါ့နော်ကြီးနေတဲ့သူလေးတွေရဲ့ energy လေးတွေဒီအားလေးတွေပေါ့နော်ဒီပြောသွားတာလေးတွေထဲမှာကိုနဲ့ပတ်သက်ပြီးကိုင်းညီတာလေးရှိတယ်ဆိုရင်တော့အခုဆက်ပြောမယ် ရီဒင်းလေးစက်ပြောမဲ့ energy တွေကိုစက်ပြီးတော့နားထောင်ပေးပါနော်ဒီမှာဘာလေးတွေမြင်ရလဲဆိုရင်တော့ဒါတစ်ဖက်လူရဲ့ energy ကိုတည်ကျင်တဲ့တစ်ဖက်လူသူကောခုချိန်မှာဘာတွေဖြစ်နေလဲဘယ်လိုမျိုးတွေကြုံတွေ့နေရလဲ တော့သူ့ကိုတော့ပြီးတော့စိတ်ပူးမနေနဲ့နော်သူကတော့အဆင်ပြေတယ်အခုချိန်မှာကောင်းနေတယ် the wall ဆိုတဲ့အတိုင်းပဲသူအလောက်ကိုင်းပိုင်းမှာပဲဖြစ်ဖြစ်တခြားဘာပဲဖြစ်ဖြစ်ပေါ့နော်အဲအဆင်ပြေနေတာမျိုးလေးသူရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေအိမ်မက်တွေအကောင့်ထဲပေါ်နိုင်တာမျိုးလေးတွေစသဖြင့်အဲ့လိုမျိုးလေးရှိနေတယ်သူဘဝအတွက်သူပေါ်တော့ဒါအကောင်ဆုံးပုံဖော်နေတယ်စူးစမ်းနေတယ်ဆိုတဲ့သဘောမျိုးမှာရှိနေတယ်ကိုယ့်ကိုသတိရလားဆိုရင်တော့လေอืมနည်းနည်းတော့ရတယ် ရတယ်ဆိုတော့သဘောမျိုးတော့ဒီမှာခံစားမိရပေါ့နော်အဲဒါပေမဲ့တစ်ခုရှိတာပေါ့နော်သူ့အနေနဲ့ဟိုဘယ်လိုပြောမလဲစင်ပြေနေတယ်ဆိုတော့အပိုင်းနေရှိရှိတယ်လို့ပေါ့နော်နည်းနည်းလေးဟိုဘယ်လိုပြောမလဲတချို့သောအရာတွေပေါ့နော်သူ့ဘဝမှာတချို့သောအရာတွေမှာသူ့အနေနဲ့ဖတ်တွယ်ထားတဲ့ energy တွေလည်းရှိနေဥပမာတချို့လေးတွေပေါ့နော် third party နဲ့ဒါဟို third party နဲ့ဟိုလမ်းနဲ့ ရှိသွားကြတဲ့သူတွေပေါ့ကွယ်ဒီတယ်မလားအဲ့တပ်ပါတီကကိုနောက်မှရောက်လာဒီပဲဖြစ်စေကိုရဲ့အရင်သူ့ကိုအရင်ကရှိခဲ့တဲ့သူ့ရဲ့လူပြန်ရောက်လာတာပဲဖြစ်စေအဲ့လိုသူတွေနဲ့ရှိသွားတဲ့သူတွေကကြတော့အဲ့ဒီလိုပေါ့နော် connection တွေကနေဟိုရုံမထွက်နိုင်သေးဘူးအဲယုံထွက်ဖို့လေသူတို့တိတ်မကြိုးစားသေးဘူးအဲ့ဒီဟာကိုပဲဖက်တွယ်ထားနေစေသူတို့ယုံထွက်လိုက်ရင်ပေါ့နော်အဆင်မပြေဖြစ်မှတွေကိုကြောက်တာမျိုးစသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေရှိနေစေဆိုတဲ့ energy လေးတွေမှာတော့ရှိနေတယ်အဲ့တော့ အရင်ကြီးတော့စိတ်တော့မပူနဲ့ကောင်းတဲ့နေရာတွေမှာတော့တော်တော်လေးကိုကောင်းကောင်းမွန်မွန်တော့ရှိနေပါတယ်။အဲတချို့လေးတွေပဲဒီမှာပေါ့နော်ဒါအနေနဲ့လေးဖတ်တွေ့ထားနေစမ်းအနေကြီးရှိနေတယ်။ကိုယ်သတိရလားဆိုရင်တော့ပေါ့နော်အဲအရင်ကြီးရနေတာမျိုးတော့မဟုတ်ပေမဲ့တခါတလေတော့သတိရပါတယ်နော်အဲ့လိုလေးတော့ရှိတယ်။အဲ့တော့သူနဲ့ကိုနဲ့ဒီတလအတွင်းမှာဘာတွေဆက်ဖြစ်သွားမလဲဘယ်လိုမျိုးလေးတွေကြုံလာရနိုင်လဲဆိုတော့อืม ဒီဖက်တွယ်ထားနေစေဆိုတဲ့ energy ကတော့ဒီမှာရှိနေအဲ့ဒါကငွေရေးချေးပိုင်းလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကွာဒါနှစ်ယောက်လုံးမှလာပြီးတော့ဒီမှာကတည်ရမလားလုံးဝလာကြတာ photo particles ကလीနှစ်ယောက်လုံးမှငွေချင်းနဲ့ပတ်သက်ပြီးတော့ဗောနော်အဲဆိုရင်ရတာမျိုးလေးလေးပေါ့နော်ဒါရှိနေရမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်တချို့တော့မခုနကပြောသလိုမျိုးပေါ့နော်အရာတွေပေါ့နော်အဲ့လိုမျိုး relationship ကိစ္စတွေမှာလည်းပေါ့နော်အဆင်မပြေ အစင်ပြေတာမျိုးလေးတွေနဲ့လေးပေါ့နော်ဒီမန်းနဲ့လေးပိတ်မိနေတာမျိုးလေးတွေရှိတာမျိုးလေးဖြစ်နေတာကိုယ့်ဘက်မှာလည်းရှိတာမျိုးလေးဖြစ်နေတယ်သူ့ဘက်မှာလည်းဖြစ်နိုင်နေပေါ့နော်အဲ့လိုအခြေအနေလေးတွေကတော့ဒီတစ်လအတွင်းမှာအမ်ဆက်ပြီးတော့ရှိသွားအောင်မယ်ပေါ့နော်ပြောမယ်ဆိုရင်တော့ကဒီမှာပေါ့နော်ဒီ energy လေးကတော့သူကတော့ဘလိုပဲရှိနေရှိနေပေါ့နော်သိတာမလားနည်းနည်းသူ့ရဲ့စိတ်မှာကဒီဘလိုပြောရမလဲတစ်ခါတလေကြာရင်နည်းနည်းလေးအာအဲ့တော့ဘလိုပြောရမလဲ ဟိုနည်းနည်းလေးပေါ့နော်ဒါနှလုံးသားနဲ့ပတ်သက်ပြီးတော့ပေါ့နော်ခြေရခြေရာကိစ္စရင်းနဲ့ပတ်သက်ပြီးတော့သူကအရင်ကြီးတွေးတာမျိုးတွေအဲ့လိုမျိုးတွေသူ့ဘက်မှာမရှိသေးဘူးအခုချိန်မှာလीဟိုသူ့ကိုသူ focus ထားနေတယ်သူဖြစ်ချင်တဲ့ຢာတွေကိုသူစ조사နေတယ်အဲသူ့မှာအကယ်၍ပေါ့နော်ဒီလာထဲမှာအမျိုးဒါသူ့ဘက်မှာလည်းဖြစ်နေတယ်လို့ကိုယ့်ဘက်မှာလည်းဖြစ်နိုင်တယ်ကွာတည်ရမလားအခွင့်အရေးခွင့်လန်းတစ်တည်းအဲရရှိလာတာမျိုးလေးတွေလည်းရှိကောင်းရှိနိုင်တယ်ဝေးချင်းရေလောက်ခံပိုင်းနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးတွေရရှိလာရင်လည်းပဲအဲ့ဒီအရာကို ဟိုပေါ့နော် focus ထားပြီးပေါ့နော်လှုပ်ဆောင်နေတာမျိုးကြီးလည်းရှိကောင်းရှိနိုင်တယ်အဲ့လို energy မျိုးလေးတွေနဲ့ပဲဒီတစ်လအတွင်းမှာတော့ဆက်သွားကြအောင်မယ်ကွာတည်လာနော် အေးဂျင်အေးစစလေးပဲတည်လာဟိုလိုမျိုးကြီးတည်လာမလားဟာဒီတလားတွင်းမှာတော့ဘယ်လိုပြောင်းလဲမှုတွေဖြစ်လာတော့မယ်အဲဘယ်လိုမျိုး content တွေရလာတော့မယ်ဘာဖြစ်တယ်ညာဖြစ်တယ်အဲဆက်သဖြင့်အဲ့လိုမျိုးတွေတော့မရှိသေးဘူးနည်းနည်းလေးတော့ငြိမ်နေအောင်မယ်သူကလည်းသူ flow တိုင်းလေးပဲတွားနေမယ်ဆိုတဲ့သဘောမျိုးလေးမှာတော့ရှိနေတယ်အမကတော့အဲ့လိုမျိုးတွေခံစားနေရတယ်ပေါ့နော်ဒါတစ်ဖက်လုံးနဲ့ကိုယ်နဲ့ဒီတလားတွင်းမှာရှိမဲ့ energy တွေပေါ့နော်အဲ့တော့ angel လေးတွေကပေါ့နော်ကိုယ်ကိုဘယ်လိုမျိုး message လေးတွေပေးထားလဲဆိုရင် ဖုန်းက screen ကအပြည့်မရတော့ရှေ့တိုးလိုက်နောက်ဆုံးလိုက်ဖြစ်နေရပါ sorry ပါနော်အမ် twin flame နဲ့နော်ဒီခုကြည့်ရတဲ့သူလေးတွေမှာ twin flame energy လေးတွေပါတဲ့သူလေးတွေလည်းရှိလိမ့်မယ်နော် twin flame လေးတွေပါလိမ့်မယ်ဘာပဲဖြစ်ဖြစ် twin flame energy တွေမြင်နေရတဲ့ခါကျတော့ဒီမှာ the phoenix ဆိုတဲ့ဟာလေးလည်းဒီမှာမြင်ထားရတဲ့ခါကျတော့อืมပချင်းချင်းမှာတော့ပြန်ပြီးတော့ အဆင်ပြေနိုင်မဲ့ energy လေးတွေတော့ရှိနေတယ်ဒီ twin flame လေးတွေကလေသိလားเนาะ twin flame connection မှာရှိတဲ့သူလေးတွေများသောအားဖြင့်ပေါ့เนาะအာ new verse ကိုတော့ renew တွေဖြစ်နိုင်တယ် transformation တွေဖြစ်နိုင်တယ်เนาะသိလားဟုတ်ရမယ်နှစ်ယောက်ကြာမှာကွာအခုချိန်မှာပေါ့နော်ကိုဘွားကိုပေါ့နော်အကောင်းဆုံးကြိုးစားရှင်သန်နေထိုင်နေရင်းနဲ့တစ်ချိန်ချိန်မှာတော့ပြောင်းလဲမှုတွေဖြစ်လာလိမ့်မယ် သူ့ဘက်မှာလည်းပြောင်းလဲမှုတွေရှိလာတယ်လို့ကိုယ့်ဘက်မှာလည်းပြောင်းလဲမှုတွေရှိရတယ်ဒါ energy change တွေပေါ့နော်ပြောင်းလဲမှုတွေအဲ့ပြောင်းလဲမှုတွေကဘာလဲဆိုတော့ကောင်းသောပြောင်းလဲမှုတွေပဲပို့ပြီးတော့ရင့်ကျက်လာမယ်ပို့ပြီးတော့ဟိုလိုပြောမလဲဟွန်း awareness တွေပေါ့ကွာဒီလားဟိုအတိတရားတွေရလာမယ်ပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေလေးတွေကိုရောက်လာနိုင်မယ်အဲ့လိုပေါ့နော်ဘာဖြစ်သူ့ energy တွေလည်းကောင်းနေတာလေးတွေမြင်ရတဲ့ခါကျတော့လीအ သူ့ဘက်မှာလည်းပေါ့နော်ဘာပဲဖြစ်ဖြစ်တဖြည်းဖြည်းချင်းတော့ဟိုကောင်းတဲ့ energy လေးတွေတော့တဖြည်းဖြည်းဖြစ်လာပြီဆိုတော့သဘောမျိုးလေးမှာတော့ခံစားရတာပေါ့အဲ့တော့ကိုယ့်အနေနဲ့ပေါ့နော်ကိုယ့်ဘက်မှာ energy မကောင်းတဲ့သူလေးတွေရှိနေသေးတယ်ဆိုရင်တော့ဒီနောက်ဆုံး energy လေးလိုမျိုး energy ကောင်းအောင်ရုံဆုံးစ조사လိုက်ပါ조사လိုက်မယ်ဆိုရင်တော့ဘာဖြစ်ဖြစ်တစ်ချိန်ချိန်မှာတော့ twin flame ပဲဖြစ်ဖြစ် soulmate ပဲဖြစ်ဖြစ်ကွာသူနဲ့တစ်ဖက်လူနဲ့ကိုနဲ့ connection ကရှိနေသေးတယ်ဆိုရင်တော့တစ်ချိန်ချိန်မှာတော့ပြန်ပြီးတော့ဆုံစည်းနိုင်နေမယ်ဘာလို့အဲ့လိုမျိုးပြောရလဲဆိုရင်တော့ disco bidan wa no disco bidan wa na you've already met the romantic partner you seek minga me ye romantic partner wo tui bi thaw ba bi de disco bidan wa man no de ma le ba le cha da le so true love so bi lo cha tha de so lo twa le ko na de phat lo wa ro ye sat ga ro jan ni de de shi ni de de no da connection shi de tu le de wo pyo da no ji shi ni de de jan ni de de ဒီလူကကိုယ့်အတွက် this could be the one my true love ပဲအဲ့တော့ timing လေးတခုတော့စောင့်ရမယ်လို့တော့ခံစားမိရကွာ timing လေးပေါ့နော် define က to timing သူလုံးနေတယ်ဘာမှလို့ပြောမဆိုရင်တော့ကန့်ချမာကြီးကသူ့လို့ကိုသူလုံးနေတယ်ဒီကန့်ချမာကပဲသူ့နှက်ကိုနှက်ကိုပေးပြီးတော့တွေ့ဆုံစေခဲ့တယ်လို့ဒီကန့်ချမာကပဲ꽌ခွာစေခဲ့တယ်အဲ့တော့ကိုနဲ့သူနဲ့ပြန်ဆုံစည်းဖို့ကံတရားတွေရှိတယ်ဆိုရင်ဒီကန့်ချမာကပဲပြန်ပြီးတော့ဆုံစည်းစေလိမ့်မယ် အဲ့တော့ကိုဒါလက်ရှိကိုဘွားမှာကိုလက်ရှိမှာအကောင်းဆုံးနေဖို့ရည်ကြီးတယ်ဒါကိုပြောချင်တာเนาะအဲ့တော့ this could be the one ဆိုတော့မျောလင်းလို့တော့ရသေးတာပေါ့เนาะအဲ့တော့ဒီမှာသူကကိုဘာလေးတွေပြောချင်နေလဲဆိုတော့ oh sorry မမီမကန်းနေဖြစ်ကုန်လို့ I need to figure myself out. Why do I feel this way? I could handle your love. ပြောချင်တာခွာတယ်လားသူကလေအခုလိုမျိုး separation ဖြစ်သွားတဲ့အချိန်မှာသူကတူပြန်ပြီးတော့ရှောက်ဖွေချင်တာခွာတယ်လားဟိုဘယ်လိုပြမလဲအခုချိန်မှာတော့လေဟိုတချို့ energy လေးတွေကောင်းနေတာတွေကိုမြင်ရတယ်တချို့လေးတွေဆိုရင်ခွာတယ်မှာတစ်ခါလေးကြာရင်ဖတ်မိတဲ့ခါကြာရင်ဟာတည်ရမလားဒီတပ်ပါတီမှာပဲ addiction ဖြစ်နေတာတွေ block ဖြစ်နေတာအဲ့လိုမျိုးတွေရှိနေမယ်အခု तू ကတော့အဲ့လိုမဟုတ်ဘူးခွာတယ်လား သူ့ကိုယ်သူပဲပို့ပြီးတော့ focus ထားတဲ့ပုံစံမျိုးဟိုတစုံတယောက်စီကနေ control ခံနေရတဲ့သူမျိုးလည်းမဟုတ်ဘူးကွာတကယ်မှသူ့ဘဝသူ့လမ်းကြောင်းသူ့ကိုယ်သူအဲစသဖြင့်အဲ့လိုပုံစံမျိုးလေးမှာသူကတည်ရှိနေတာပေါ့နော်သူ့ဘဝသူ့လမ်းကြောင်းမှာသူကောင်းဆုံးစူးစမ်းပြီးရှောက်လန်းနေတဲ့သူမျိုးအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့သူ့ကိုယ်သူပြန်ပြီးရှာဖွေခြင်းနဲ့သူ့လမ်းကြောင်းသူပြန်ပြီးရှာဖွေခြင်းနဲ့ဒါမှတခုရှိတာကကိုယ်နဲ့ပတ်သက်ပြီးရတော့လေသူ့အနေနဲ့ကခန်းစားချက်တွေကတော့ဒါ ဘယ်လိုပြောမလဲအရင်ကနဲ့မတူတော့ဘူးပေါ့နော်ဒီလိုမျိုးဝေးကွာသွားပြီးတော့မှ तू ကဘာလို့ဒီလိုမျိုးတွေခံစားရတာလဲဘာလို့ဘာချောက်လဲဘာချောက်လဲဆိုတဲ့ပေါ့နော်သူ့စီမှာဖြစ်နေတဲ့ခံစားချက်တွေကိုသူ့အနေနဲ့ပေါ့နော်ဒါပြန်ပြီးတော့တုံ့တက်မိလာတယ်ပေါ့ကွာသိတယ်မလားကိုနဲ့ပတ်သက်ပြီးတော့မေးလို့မရနိုင်ဘူးကိုနဲ့ပတ်သက်ပြီးတော့ကိုစီမှာပဲတဝဲလဲလဲပြီးတော့ပေါ့နော်ဒီသူ့အာယုံထဲမှာကိုကပဲတဝဲလဲလဲပြန်ပြန်ပြီးတော့ရောက်လာတယ်ဘသူတွေနဲ့ပဲဘလို့တွဲတွဲနောက်ဆုံးကို့ပဲ တွေးမိသွားတယ်မူဘုံလို့လည်းမရဘာကြောင့်လဲဘာကြောင့်လဲဆိုတော့မိခုံးနေလို့သူ့စီမှာတော့ရှိနေတယ်ပြီးတော့ဒီပေါ့နော်ကိုနဲ့ပတ်သက်တဲ့အချက်ကို့အချက်ကိုလည်းပဲသူကလောလောဆယ်ဆယ်မှာဟန်တယ်မလုပ်နိုင်ဘူးကွာပြောမှဆိုရင်ကိုနဲ့သူနဲ့ကြားထဲမှာရှိတဲ့ဟိုချစ်ချင်းပေါ့နော်ဒါအရင် intense ဖြစ်လွန်နေကွာတိလားအရင်ပြင်းထန်လွန်နေဆိုတော့ဒါကဘာလို့ဆိုတော့ twin flame energy ကြောင့်လည်းဖြစ်နေမယ် twin flame လေးတွေကအဲ့လိုပဲကွာတိရမလားတယောက်နဲ့တယောက်က အရန်ကိုဟိုပြောပြမလဲပြင်းထန်လို့နဲ့ပေါ့နော်ဒီအချစ်ကလေဟိုပြောပြမလဲဟိုမိတ်လို့လည်းမရဘူးမုံလို့လည်းမရဘူးဟိုတည်တယ်မလားဟိုမိတ်ဟိုစူးစားလိုက်လဲနောက်ဆုံးဒီဒီအာယုံနဲ့မှာပဲတဝဲလည်းလည်းပြင်ပြန်ရောက်လာကြတယ်အဲ့လိုသဘောမျိုးတွေပေါ့ကွာတည်တယ်အဲ့ဒါဘာတွေဖြစ်နေလဲဘာကြောင့်ဖြစ်နေလဲဒီလိုမျိုးခံစားရတာတွေကဘာကြောင့်လဲဆိုတာတွေကလည်း तू တိချာတော့နားမလဲသေးဘူး ကိုရဲ့အချစ်ကိုနဲ့ပတ်သက်တဲ့အချစ်ကိုလည်းသူကကောင်းကောင်းမကင်တွင်နိုင်ဘူးဟန်တယ်မလုပ်နိုင်ဘူးအဲ့လိုသဘောမျိုးလေးမှရှိနေအဲ့အတွက်ကြောင့်သူ့အနေနဲ့အခုချိန်မှာတော့သူ့ကိုယ်သူပဲအာယုံဆိုင်ပြီးတော့သူ့ရဲ့ကဘာလေးမှာပဲသူပျော်ပျော်အောင်ချိုးစားနေတယ်ဟာ focus ပေါ့နော်သူ့ကိုယ်သူအာယုံဆိုင်နေတဲ့သဘောမျိုးလေးမှရှိတယ်ဆိုတော့လေအဲ့တော့သူတောင်သူ့ကိုယ်သူအာယုံဆိုင်ပြီးချိုးစားနေတော့ကိုယ်လည်းပဲဘာကိစ္စနဲ့ကိုကိုကိုအာယုံမဆိုင်နိုင်ရမှာလဲ လည်းပဲကိုဘွားကိုလက်ရှိချိန်မှာပျော်အောင်နေရမှာပဲလေဟုတ်တယ်မလားနော်အင်ဂျယ်လေးတွေကတော့အဲ့လိုမျိုးပဲဒါ message ပေးထားတယ်ပေါ့ကွယ်မအားတော့လိုပဲခံစားမိတယ်အဲ့တော့ဒါလေးကတော့တစ်ဖက်လူနဲ့ပေါ့နော်ကိုနဲ့ဒီတစ်လအတွင်းမှာဘာတွေဖြစ်လာနိုင်မလဲအဲဆက်သွယ်အဲ့ဒါလေးတွေကိုကြည့်ထားပြီးတော့ဒီတစ်လအတွင်းမှာတော့ဆက်သွယ်ရတာမျိုးတွေဘာတွေညာတွေတော့တိတ်တော့မရှိတော့ဘူးရှိလာဖို့တွေကတော့ဟိုဟာဖြစ်တယ်ပေါ့နော်နည်း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 အငြိမ်မှုလေးမှပဲရှိနေအောင်မယ် ဒါပေမဲ့မျောလင်းလို့ရလားဆိုရင်တော့ yes မျောလင်းလို့တော့ရသေးတယ်အဲသူပြန်လာမလားပါလားဆိုရင်တော့ပြန်လာမှာပေါ့နော်တချင်ချင်းမှာတော့ပြန်လာလိမ့်မယ် connection ရှိနေသေးတယ်ဆိုရင်ပြောတာနော် connection ရှိနေသေးတယ်ဆိုရင်ပြန်လာလိမ့်မယ် our this could be the one ဆိုပြီးတော့လဲကြားထားတဲ့ခါကျတော့ဘာဖြစ်ဖြစ်အဲကိုစောင့်ကြည့်ရင်တော့စောင့်လို့ရသေးတာပေါ့နော်အဲ့လိုမျိုးလीတော့မှာတော့ မြင်မိပါတယ်ကဲဒါကတော့ no contact separation သမားလေးတွေအတွက်ပေါ့နော်ဒီတလားစာတလားစာဆိုတာကကိုစကြည့်တဲ့အချိန်ကနေတလားအတွင်းပြောချင်တာနော်အဲ့တော့နောက်လာကြရင်လည်းဗာလေးတွေဘလို့ပြောင်းလဲသွားမလဲဘလိုမျိုးလေးတွေဖြစ်လာမလဲဆိုတာဆက်ပြီးတော့နားထောင်ကြရအောင်နော်ဒီ reading လေးကတော့အခုတော့ဒီမှာပဲရပ်လိုက်မယ်နော်ကဲအားလုံးပဲဒီ reading လေးကိုနားထောင်ပြီးတော့ အဲပေါ့နော်ကိုအတွက်ဘာလေးတွေလောက်တင်နေကိုဘလိုမျိုးလေးတွေပေါ့နော်အဲစူးစမ်းနေထိုင်ပြီးတော့စောင့်တင်ရင်လည်းစောင့်မယ်ပေါ့နော်အဲစသဖြင့်အဲ့လိုမျိုးလေးတွေအတိလေးတွေတော့ရသွားပါစေလို့မျှော်လင့်မိပါတယ်ရှင်အားလုံးပဲနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် see you bye bye